မင်္ဂလာပါရှင်ဝေသမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ KYU ဥဆောင်ရဲ့ပူပေါင်းအဖွဲ့တွေဟာဗမော်မြို့ကိုထင်းကျုံနိုင်ဖို့ရှိရတဲ့တဲ့လူဝင်ရတုံပြီးအေပီလာ25ရက်နေ့မှာထိုးစစ်စင်တိုက်ခိုက်ခဲ့တဲ့အတွေ့တိုက်ပွဲတွေပြင်းထန်လျက်ရှိရဆိုပြီးတော့သတင်းတွေထွက်ပေါ်နေပါတယ်။ KYU ဥဆောင်ရဲ့ပူပေါင်းအဖွဲ့တွေဟာဗမော်မြို့ကိုထင်းကျုံနိုင်ဖို့၅လနေပါကြာကြိုးပမ်းခဲ့ပေမယ့်အထိကိုက်ကြဆုံများစွာဖြစ်ခဲ့ကြရတယ်လို့သိရပါတယ်။ရုပ်သက်ပိုင်းထဲမှာတော့ဗမော်မြို့ကိုထင်းကျုံနိုင်ဖို့ကြိုးပမ်းနေရဲ့ ။ကရယာဦးဆောင်ရဲ့ပူပေါင်းခွဲရီဘယ်လိုအခြေအနေမျိုးရှိနေတယ်လဲဆိုတာကိုပြောပြပေးသားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရဲ့နာဆာကရဲ့ယာယီပြက်ကက်ရက်စရီကြီးညာချက်ကိုအခွင့်အကောင်းယူဖို့ရည်ရွယ်ချက်နဲ့ကရယုံဆောင်ရဲ့ပူပေါင်းအဖွဲ့တွေဟာအေဗီလာ25ရက်နေ့ကစတင်ပြီးတော့ဗမာမျိုးကိုထိန်းချုပ်နိုင်အောင်ရည်ရွယ်ချက်နဲ့ နာဆာကတပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတိုက်ဝဲတွေပြင်းထန်လျက်ရှိနေတယ်လို့သိရပါတယ်။ကကြင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဗမော်မြို့မှာဒကြောပြန်တိုက်ဝဲတွေဖြစ်လာခဲ့ပြီးနောက်နာဆာကတပ်တွေရဲ့တုံးပြန်တိုက်ခိုက်မှုတွေကြောင့်ကကြင်တဲ့ကောင်အဖွဲ့ KIA ဦးဆောင်ရဲ့ပူးပေါင်းအဖွဲ့တွေဟာအတိနာနေရပြီးတော့လူအင်အားပြုံးတိမှုတွေဖြစ်နေကြကဧပြီလ25ရက်နေ့နောက်ပိုင်းမှာလူပေါင်းရာစီထိခိုက်ပိတ်ဆုံးခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ဗမော်မြို့ကိုအပြေးအဝထိန်းချုပ်နိုင်ဖို့အတွက် ကကြက်လလဲကအဖွဲ့ KIA နဲ့အတူ KDPF, NUG PDF, ABSDF, ကိုရဂါရီအပြင် UNAA, AA ကပါအင်အားအလုံးအင်းနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးမြေနာဇက်ကတက်တွေနဲ့စိတ်သက်မကြောစွာနဲ့အကောင်းဆုံးတုံ့ပြန်ခဲ့သလိုလေကြောင်းနဲ့ဒရုန်းတွေအမြောက်တွေနဲ့ပူပေါင်းတုံ့ပြန်တိုက်ခိုက်ခဲ့လို့သိရပါတယ်။နာဇာကဗမာမျိုးတိုက်ပွဲတွင်မြေပြင်တပ်ဖွဲ့တွေအပြင်လေကြောင်းတိုက်ခိုက်မှုတွေနဲ့နိုင်ပါရှင်တွေပါဒရုန်းတွေကိုပါအသုံးပြုတိုက်ခိုက်ခဲ့ဖို့ရာ ။ KIA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေမျောလင့်ရလက်တလောက်ရလက်မကောင်းပဲနဲ့ဖြစ်ခဲ့ရလို့သိရပါတယ်။ဗမော့မျိုးဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရယ်။ပြည်နယ်မျိုးတော်မြစ်ကြီးနာပြီးရင်ကချင်ပြည်နယ်ရဲ့ဒုတိယမျိုးတော်ဖြစ်ပြီးပထဝီအနေထားအရာအခရာကြလို့နာဆာကရဲ့စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ရှိနေရမျိုးလည်းဖြစ်ပါတယ်။ဗမော့မျိုးဟာကချင်ရှမ်းမြောင်နဲ့သခိုင်းတိုင်းအဆက်ဖြစ်ပြီးကောင်းလန်းရှည်လန်းလေးချောင်းလန်းတဲ့နဲ့စည်ရင်စီပွားရေးချက်ကြကြတဲ့နေရာတခုဖြစ်ပါတယ် KAI ဥဆောင်တဲ့ပူပေါင်းအဖွဲ့ရီယာ2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့မှာဗမော်မြို့ရှိနားဆက်ကတပ်တွေကိုအင်အားသုံးပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ရာဖြစ်ပြီးတော့အခုဆိုရင်အချိန်အားဖြင့်9လနီးပါးကြာမြင့်နေပြီဖြစ်ပါတယ်9လနီးပါးကာလတွင် KAI ဥဆောင်တဲ့ပူပေါင်းအဖွဲ့ရီဟာနားဆက်ကတပ်စခန်းတချို့ကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့ဗမော်မြို့တစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ခက်ခဲရှုံးကန်နေရပြီးတော့ဧပြီလ26ရက်နေ့မှာ လူအင်အားသုံးပြီးတကြောပြန်ထိုးစစ်ဆင်ခဲ့ရမျိုးဖြစ်ပါတယ်။ KIA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာဗမာမြို့ကိုအလုံးစုံထိန်းချုပ်နိုင်ဖို့ရှိရကြတဲ့ဖေဗူလာအတွင်းမှာလူအင်အားသုံးပြီးနာဆတ်ကတက်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရ။နာဆတ်ကတက်တွေကအကောင်ဆုံးပုံစံမျိုးနဲ့တုံ့ပြန်တိုက်ခိုက်ခဲ့ရ။ KIA ဥဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်ထောင်ထဲချီပြီးတော့ထိခိုက်ကြဆုံးခဲ့ပြီးအနည်းဆုံး3000ခန့်ကြဆုံးခဲ့တယ်လို့သတင်းတွေထပ်ပေါ်ခဲ့ပါတယ်။ ဧပြီလ25ရက်နေ့ကတကြောပြန်ပြင်းထန်လာတဲ့ဗမော်မြို့တိုက်ပွဲမှာ KIU ဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာဗမော်ရဲ့အကြီးဆုံးတပ်စခန်ဖြစ်တဲ့စကခ23ခြေမြန်တက်ရင်ခမာရ48နဲ့စစ်တပ်တပ်ဆွဲထားတဲ့ဗမော်တက္ကသိုလ်တို့ကိုတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။ KIU ဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာငါလနေပါကြဖြစ်ပွားခဲ့တဲ့ဗမော်မြို့တိုက်ပွဲအတွင်းလူအင်အားပြုံးတိမှုတွေဖြစ်ခဲ့ပေမဲ့အတင်းကျပ်လူသစ်စုဆောင်က NASA ကတပ်တွေကို လူအင်အားသုံးတိုက်ခိုက်ဖို့ပြင်ဆင်လာခဲ့ရဖြစ်ပါတယ်။ KIA ဥဆောင်နေပူပေါင်းဖွဲ့ရီယာစကခ21ကိုထိန်းချုပ်နိုင်ဖို့ရှိရဲကြတဲ့မလာရှီယာနေကအစတင်ပြီးတော့အင်အားသုံးတိုက်ခိုက်ခဲ့ပေမဲ့နာဆာကတက်တွေလက်တွဲညီစွာတုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်အထိနာကတက်တွေပြန်လည်ဆုတ်ခွာခဲ့ရပြီးလက်ရှိချိန်မှာတော့စကခ21ကိုဒုတိယအကြိမ်မြောက်တိုက်ခိုက်ညာလည်းဖြစ်ပါတယ်။နာဆာကစကခ21ကိုအင်အားသုံးဝင်တိုက်လာတဲ့ KIA ဥဆောင်နဲ့ ပူပေါင်းအဖွဲ့ဝင်တွေကိုလက်နေကြီးလေးချောင်းတိုက်ခိုက်မှုအပြင်ဒရုန်းတွေတုံကအပြင်းထန်ခုခံခဲ့တဲ့အတွက်ထိခိုက်ကြဆုံမှုများနေရလို့သတင်းတွေလည်းထပ်ပေါ်နေပါတယ်။စီးရင်နဲ့နိုင်ငံရေးအကြောင်းတွေကိုဖော်ပြနေရစစ်သွေးအမြင့်ရှိရဲ့အကောင့်တစ်ခုကပထမအကြိမ်ဗမော်မြို့ကိုလာရောက်တိုက်ခိုက်ချိန်မှာအကြံဖက် KIA PDF အဖွဲ့အနေနဲ့တပ်မဟာလေးကိုအင်အား၄000ကျော်တိတ်ဆုံးပြီးတော့ပြုံးတိခဲ့ပါတယ်။အခုဒုတိယအကြိမ်မှာဘလောက်တည်မလဲဆိုတာစောင့်မျှော်ပေးကြပါ။ PDF တွေကတော့ထွက်ပြေးနေကြပြီလို့သိရပါတယ်။ EBITDA 25ရက်26ရက်နှစ်ရက်တာအတွင်းအကျန်းဖက် KIA PDF 15လောက်တနက်16လက်30ရရှိထားပြီးဖြစ်ပါတယ်။ drone နဲ့ခြေမုံလို့သိတာကတော့200ကန်းရှိပြီလို့သိရပါတယ်ဆိုပြီးတော့ Telegram မှာရေးသားဖော်ပြထားပါတယ်။ NASA ကအူအပီထောက်ခံတဲ့ Telegram အကောင့်တွေမှာလည်းအေဗီလာ25ရက်နေ့ကအကျန်းဖက် KIA PDF အဖွဲ့ကဗမော်ဒေတာမှာရှိတဲ့တက်ဌာနချုပ်နေရာတွေ လုံခြုံရေးစခန်းနေရာတွေကိုအင်အား600ခန်းနဲ့ဝင်ရောက်တိုက်ခိုက်လို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဗမာကတပ်မတော်သားတွေကအောင်စိအပြင်းနဲ့တံပြန်တိုက်ခိုက်မှု drone လေကြောင်းပစ်ကူတွေရဲ့ထိရောက်မှုတွေကြောင့်ရန်သူမှအကြဆုံးများစွာနဲ့ပြန်လည်ဆုတ်ခွာထွက်ပြေးကြပါတယ်။ပြည်ဖြတ်မီဒီယာတွေမှာတင်ထားသလိုဗမာဒေသကလုံခြုံရေးစခန်းတစ်ခုတည်းမှကျသွားခြင်းမရှိပါဘူး။ရန်သူအလောင်းတွေသာပုံပြီးတော့ကြံရေးခဲ့တယ်ဆိုပြီးတော့ခြေသားဖော်ပြတာတွေလည်းရှိနေပါတယ်။ NASA ကဗမာမြို့တိုက်ပွဲအတွင်း drone တွေကိုပုံမှုအသုံးပြုခဲ့တယ်လို့တေးကြစွာတိုက်ခိုက်နိုင်ခဲ့တဲ့အတွင်း KIA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထင်အနေရတယ်လို့ NASA ကတက်တွေရဲ့ drone ကြောင့် KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေမှာထိခိုက်ကြဆုံးတာတွေများခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ KIA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာတက်ချောင်းမြို့တွေကိုထိန်းချုပ်နိုင်အောင်ကြိုးပမ်းချိန်ကအချိန်တလားနှစ်လကြာမြင့်ခဲ့ပေမယ့်ဗမာမြို့ကိုထိန်းချုပ်နိုင်အောင်ကြိုးပမ်းရမှာအရင်ကထက်အထိခိုက်များနေတယ်လို့ အခက်အခဲတွေလည်းဖြစ်နေတယ်လို့သိရပါဗျ။ NASA ကပမာမြို့တိုက်ပွဲအတွင်းလေကြောင်းကင်းလှည့်ပြန်တန်းပြီးဒရုန်းတွေနဲ့အပြင်လေကြောင်းတိုက်ခိုက်တာရှိတယ်လို့လေကြောင်းကနေတဲ့နေစဉ်ထောက်ပံ့ရေးပစ္စည်းတွေချပေးနေတယ်လို့သိရပါဗျ။လက်ရှိချိန်မှာ NASA ကတပ်တွေရဲ့ဟန်ချက်ညီစွာတုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် KIA ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေရဲ့2025ခုနှစ်မိုးရာသီမတိုင်ခင်ပမာမြို့ကိုထိန်းချုပ်နိုင်ဖို့မျှော်လင့်ချက်ဟာမေးမိန်လာဝယ်ရှိနေပါဗျ။ နာဆာကတပ်တွေအနေနဲ့လည်း KI ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုအလျှော့မပေးပဲအနိုင်မခံအလျှော့မပေးပဲအောင်စိတ်အပြည့်နဲ့ဗမာမြို့ကိုဆက်လက်ထိန်းချုပ်နိုင်အောင်ပုံမကြိုးစားရမှာဖြစ်ပါတယ်။သေးစိတ်ဝင်စားသူတအူကတော့ဒီရက်ပိုင်း KIO KIA ကကချင်တပ်ဖွဲ့ရဲ့ဖန်တွင်နဲ့အားပေးထောက်ခံသူတွေတဲ့လိုအပ်တာထက်ပိုပြီးတအားလွန်နေရတွေ့ရတယ်။သူတို့ပြောပုံအရာဆိုရင်ကချင်ပြည်နယ်တစ်ခုလုံးအပါအဝင်စကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်မြောက်ပိုင်းအကုန်လုံးနေပါ တရားရဂိုင်းတော့ထိန်းချုပ်ပိုင်ဆိုထားတဲ့အောင်တက်ရောက်နေပါတယ်။တချို့ဒေသတွေမှာနေမြေကျွမ်းကျင်မှုအားသာချက်နဲ့အစိုးရစစ်ကြောင်းတွေကိုကြားပြတ်ဟန်တာတိုက်ခိုက်နိုင်ပေမဲ့၄လကျော်၅လနီးပါအတွင်းအားစိုက်ဆင်နွှဲလာတဲ့ပမော်မြို့သိမ်းတိုက်ပွဲမှာတူတူငါငါမြင်တွေ့နေရပါတယ်။ပြောချင်တာကတေတုံညာနှစ်ကွန်စစ်စင်ရေးစတင်ချိန်တုန်းကတပ်ပေါင်းစုတွေကြီးကြီးကျယ်ကျယ်လော်တလားမမေးနဲ့နာဆာကအစိုးရရဲ့အစိုးရတပ်သားအရာရှိဗနက်ထောင်ဗနက်တောင်းတိုက်ပွဲကြသွားတာတို့တိုင်းအလိုက်တမအလိုက်တိုက်ပွဲကြတာတို့ မိုးမြော်မဆုံတဲ့လော့ချက်ကတော့လူတိုင်းလက်လံအံ့အားတင်သွားရတယ်။ဒါပေမဲ့နောက်ဆုံးသတင်းကလေးလျှောက်ရော TNN ပလောင်စစ်သားအာဇာနီကုန်းအောက်ကအလောင်းတန်းစီမြင်နေရတယ်လို့ MNDA ကိုကန့်တက်တာလူသေးအလောင်းအောက်ကိုလက်လက်ဆက်ဆက်တွေကိုမိုးမြော်တဆုံထောင်ထဲချီပြီးအများသူငါမြင်ကွင်းရှေ့မှောက်တွေမြင်တွေ့နေရပါတယ်။အခုရောတက်တုံညာနေ့ကစစ်စင်ရေးရဲ့အရှင်ဇက်ညွန်ဇက်ကောင်တွေအွန်နိုင်သေးလားလောနိုင်တို့လား TNN ပလောင်တက်ဖွဲ့ဆိုရင် ပိုးအရင်တစ်တုံညာနှစ်ခုအချိန်ခါလိုပုံစံအချိုးနဲ့အော်တန်မျိုးလုံးဝမကြရတော့ဘူး။သူတို့လော်ဘီတော်ကီကောင်တွေလည်းအခုတော့ရှင်များရှိနေသလားလို့မေးချင်ပါတယ်။ KIO KIA ကချင်တပ်ဖွဲ့ဖန်တွေနဲ့အားပေးသူတွေကိုတခုပြောချင်တယ်။တိတ်မအော်နဲ့တိတ်မလော်နဲ့ပွဲရမပီးသေးဘူး။နားဆက်ကအစိုးရမပြုတ်သေးသလိုပြုံးနိုင်ဖို့လည်းလုံးဝမဖြစ်နိုင်တဲ့အတွက်ခင်များတို့မမြင်နိုင်တဲ့မသိနိုင်တဲ့ view ဟာအခင်းကျင်းတွေနောက်ထပ်ရှိနေနိုင်သေးရဲ့ဆိုတာအမြင်ကက်ကက်နဲ့ပဲပြောချင်ပါတယ်ဆိုပြီးတော့ ၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ဘလို့ပင်စုံနေစေကမူ NASA ကရဲ့မြေပြင်တပ်ဖွဲ့တွေ၊ drone တပ်ဖွဲ့တွေနဲ့လေတပ်တွေဟာအောင်စိတ်အပြည့်နဲ့ပူးပေါင်းတိုက်ခိုက်နေရကြောင်း KIA ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေရဲ့မိုးရသည်မတိုင်ခင်ဗမာမျိုးထိန်းချုပ်နိုင်ရေးမျှော်လင့်ချက်ပြည့်စည်ရဝယ်ရှိနေသလိုထိခိုက်ကြဆောင်မှုတွေပုံမဖြစ်လာဝယ်ရှိနေပါတယ်။ရဲတုံးပေါ်အမည်ရှိတဲ့အကောင့်တစ်ခုကလည်းစစ်တရင်တွေကနေရာတိုင်းလိုလိုဖြစ်နေရောလက်တလောကတာနဲ့ဗမော်ကွင်ဘက်စစ်တရင်ကိုတင်ပြပါမယ်။ ကတားစစ်တရင်ကကတားခွေမှာကတားပတ်ဝန်းကျင်နေရအနှံ့မှာကရရင်နဲ့ဗဒက်တွေအင်အားကမနေပါဘူးကတားမျိုးသိန်းတိုက်ပွဲလို့ကိုလူလက်နဲ့ခရံဖုံးသည့်စေဝါလိုအပ်ချက်တွေပြင်ဆင်စုဖွဲ့နေရအချိန်ကာလမှုရကြားဆိုတယ်လို့ကတားမျိုးစောင့်တက်ခမရ309ကိုလက်နဲ့ငင်နဲ့လာစောရဲအကြီးနဲ့တော့မလုတ်ခိုင်းထားဘူးလို့သိထားပါတယ်ဗမောက်ကွင်းမှာစစ်ရှင်အမြင့်ဆုံးကာလအဖြစ်သတ်မှတ်ပြီးတော့မနေ့ကမနေ့9နာရီတည်းကတိုက်စစ်ဆောက်ခွင့်ပါတယ် KYA နဲ့ဗတက်အင်အားထောင်စည်းပိုင်းအင်အားဖြစ်တာမို့မမမြို့ပေါ်ရက်ွက်တိုင်းလူလူမှာနေရအဆောင်ကနေတိုက်စစ်ဖွင့်နေရပါအခုမနေ့9နိုင်ကနေတိုက်ပွဲစတင်ဖြစ်နေပြီမိမိရဲ့ drone တင်နေ Y12 Y8 နဲ့နေနဲ့သားနှစ်ပါးတို့ရဲ့ resident လက်ချက်တွေကြောင့်ရန်သူဘက်ကအတော်ကိုအထင်းနာနေပါပြီမမကော၃ရက်တွင်ရအောင်တိုက်မယ်ဆိုရက် KYA တပ်မဟာတုံးမှုလက်တင်နေမိုင်းကြရန်ဘက်က KYA တို့ရဲ့မျိုးစတရင်29 ရင်းတဲရဲစနစ်ကအတော်ကိုအထိနာသွားခဲ့ရပါတယ်။စကခ27တက်မာမှုနဲ့ဗမော်ဒေသတိုက်ဝဲဝင်အရာရှိစစ်တီရဲမယ်ရီရဲ့စစ်သားစိတ်တဲ့အပြင်နဲ့တာလွန်အင်ယာနဲ့ရန်သူကိုတက်ညီလက်ညီချင်းပုံးနေတဲ့ movie file တွေက Telegram မှာကြည့်ရှုနိုင်ပါတယ်။မိကြတော့ပိုစံတို့ရဲ့မြေပြင်တပ်ရဲ့လိုအပ်ချက်တွေကိုအချိန်မရောလိုအပ်တဲ့ပစ္စည်းတွေပြည်ကူတွေကြောင့်လိုအပ်ချက်တွေအကုန်ဖြည့်ဆည်းထားနိုင်ခဲ့ပါတယ်။ဘာတွေလိုလို့ဘာတွေဖြစ်ပေးနိုင်ခဲ့တယ်လဲဆိုတာကိုတော့လာဝကိစ္စမှုနားလည်ပေးပါခင်ဗျာ။ ဗမော်ဘက်ကအခြေအနေကောင်းနေပါတယ်။ဒါမှမဟုတ်အသေးတံပေါ်ဗျာ။မမီတက်မတော်ဘက်ကအသာစီးနေထားပါပဲ။တတမြုပ်ကိုလာမဲ့28ရက်နေ့တိုက်မယ်ဆိုတဲ့အစီအမံဟာတတလောပြည့်ပြည့်သွားပြီးဖြစ်ပါတယ်။ဗမော်မျိုးသိန်းတိုက်ပွဲကိုအကူလာမကောင်းမီအပီးသိမ်းပြီးရနေ။ရွှေကိုငါအိုးနေ။တတမြုပ်သိန်းတိုက်ပွဲဆင်ရွယ်ဖို့ပလန်တွေဟာတတလောမှာတော့ရေထဲမှာအယုံရေးဆွဲမိတယ်လို့၊နေထဲမှာတိုက်အင်ဆောင်မိတယ်လို့အဖြစ်များနဲ့ဗမော်ကွင်မှာအလဲလဲကွဲကွဲကီယာနဲ့ဗတက်တွေပွဲပြက်လျက်ရှိပါတယ်ဆိုတဲ့အကြောင်းစစ်တရင်ကောင်းတင်ပြအပ်ပါတယ်။ ။ KIA တို့ရဲ့တက်မမှု၃ဦးခေါင်းကျင်းဆိုင်ပြီးသိပြက်နေကြတဲ့အနေအထားမှာဗမော်ဘဘိုးကြီးကတပတ်သက်ဆန်းစွာမြမတက်မတော်သားတွေကိုတမင်များအကောက်ွယ်ပေးနေတယ်လို့ဖြစ်နေရမို့ဗမော်နဲ့ကသာဆက်တဲ့တွေကိုဆက်ဆောင်ကြည့်ကြဖို့တင်ပြအပ်ပါတယ်။အရောလို့အကျော်လို့တင်ပြနေရတာကလည်းအရသာသိမရှိဘူးဗျာ။အကောင်လုံးဖော်ပြခွင့်ကလည်းမရှိပါဘူး။ဒါတို့တော့နားလည်ပေးပါခင်ဗျာဆိုပြီးတော့ဧပြီ28ရက်နေ့ကရှေးသားဖော်ပြထားပါတယ်ရှင်။